ဆက်လက်ပြီးအင်္ဂါသားသမီးတွေရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့12ရက်အောက်တိုဘာလ2025တွင်ငွေနေနေရနေပြီးတော့16ရက်အောက်တိုဘာလ2025စနေနေ့အထိတပတ်တာကာလအတွင်းအင်္ဂါသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်။ကအင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ဆိုလို့ရှိရင်တော့ဒီတစ်ပတ်မှာဟလာ အလုတ်ကန်ကိစ္စနဲ့ပတ်သက်ပြီးကောင်းသောခီးတွေကြုံရတတ်တဲ့အလုတ်ကန်မှာအခက်အခဲတွေရှိသလိုအောင်မြင်မှုတွေလည်းရှိနေမှာဖြစ်ပါတယ်။အဲ့တော့ကိုလုတ်ကန်ကြံစီတာတွေကနည်းနည်းလေးတချို့အရာတွေမှာအခက်အခဲတွေတိမ်းဆောင်းတာလေးတွေလွဲချော်တာလေးတွေဖြစ်တတ်တယ်။သို့တော်လည်းတစ်ဖက်မှာကိုယ့်အတွက်အောင်မြင်မှုကောင်းကျိုးလိုရာဆိုတာမျိုးတွေဖြစ်ပါတယ်။အဲ့တော့ကိုဟာစူးစမ်းမဲ့စိတ်မညစ်ဘူးဟလာနောက်မဆုတ်ဘူးဆိုရင်တော့ဟလာအောင်မြင်မှုတရဘူးစောင်းနိုင်မှာဖြစ်ပါတယ်။အဲ့တော့အလုတ်ကန်စီဝါရောင်းဝယ်နဲ့ပတ်သက်ရင်စူးစမ်းတဲ့လောက်အရာရောက်နိုင်တဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်။ အဲ့တော့ငွေကြေးနဲ့ပတ်သက်လာရင်လည်းဒီတစ်ပတ်တာမှာငွေကြေးကန်ကောင်းလက်ရွှင်တာငွေကြေးရပောက်ရတဲ့အခွင့်အလမ်းပေါ်များတာရုတ်တရက်ဆိုသလိုငွေကန်ကောင်းတာမျိုးတွေဖြစ်မဲ့ငွေကြေးနဲ့ပတ်သက်လို့ကူညီတာထောက်ပံ့တာပံ့ပိုးတာဆိုတာမျိုးအခွင့်အရေးရတာဆိုတာမျိုးတွေလည်းကြုံရနိုင်တယ်အခြေအိမ်တော်ရဲ့မေတ္တာရေးနဲ့ပတ်သက်လာရင်လည်းဒီတစ်ပတ်မှာအောင်မြင်ရမယ်စိတ်ချမ်းသာရမယ်မပြေလည်းမသိမြတဲ့အခြေအိမ်တော်ရဲ့ကိစ္စတွေပြန်လည်စိတ်ဆက်ညှိနှိုင်းပြောဆို조사ခြင်းဖြစ်အောင်မြင်နိုင်ပါတယ်ချစ်သူရည်စားတစ်တွေလည်းရနိုင်တယ်အခြေအိမ်မှာပျော်ရွှင်စရာကိစ္စတွေကြုံရမှာဖြစ်ပါတယ်ပညာဆိုင်ရာအင်တာဗျူးကိစ္စတွေကလည်းဒီတစ်ပတ်မှာကောင်းနေပါတယ် ဲ့တော့ပညာဆိုင်အင်တာဗျူးကိစ္စတွေလုပ်ဖို့ကြိုင်ဖို့ကြံစီရှိတယ်ဆိုရင်ဒီတော့မှအကောင့်တွေပေါ်လုံဆောင်ခြင်းပြီးအောင်မြင်မယ်အဲ့တော့စကားပြောဆိုရင်းနဲ့ခရီးကိစ္စတွေကလည်းဒီဒီဘက်မှာကန့်ကောက်နေတာဖြစ်ပါတယ်အဲ့တော့အရေးကြီးစကားပြောဖို့ဆိုဖို့ဆိုရင်ကိုယ့်ဘက်ကအနိုင်ရမယ်ကိုယ့်တခြားလူကလိုက်ရောပေးမယ်အဲ့တော့ကောင်းသောခရီးတွေကြုံမယ်အရေးကြီးတဲ့ခရီးစဉ်ကိစ္စတွေလုပ်ခြင်းပြီးအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ကျမကြီးနဲ့ပတ်သက်လို့အိပ်ရဲလဲနေတယ်ကျမကြီးဘုံဘုံလဲခြူကြနေတဲ့မိတ်ဆွေတွေရှိရင်တော့ဒီဒီဘက်တာမှာပြန်လဲတက်တာကောင်းမွန်လာမယ်ကျမကြီးနဲ့ပတ်သက်လို့အထောက်ပံ့အခွင့်အလမ်း ရမယ်ဆိုတာမျိုးဖြစ်ပါတယ်အဲ့တော့ကျမကြီးလည်းကိုယ့်ဘက်မှာရှိနေတဲ့ကံကောင်းနေတာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ဒီအစစအရာကံကောင်းနေတဲ့နေရာမှာပါဝင်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်ရဲ့ကံကောင်းလက်ရှင်ကနန်းဒီ၃ကနန်း၅ကနန်းဖြစ်ပါတယ်အကျိုးပေးတဲ့အကြောင်းကခရမ်းအောင်ဖြစ်ပါတယ်ဒီတစ်ပတ်မှာဘယ်လိုအရေးကြီးကိစ္စမဆိုလှုပ်ဆောင်ခြင်းဖြင့်အဆင်ပြေအောင်မြင်နိုင်ပါတယ်လို့ကျွန်တော်တို့ပြောရင်အင်္ဂါသားသမီးတွေကိုနှုတ်ဆက်ပါတယ်